ကိုလိုချင်တဲ့မွေးနေ့လက်ဆောင်ရမရှိပါဘူးမရလေဟိုလူတူးတယောက်เสียဘာရမယ်ဆိုတော့မျှော်လင့်ချက်တခါမှမရှိပါဘူးဟိုဆိုတော့အခုဆိုပန်းစည်းတွေအများကြီးပေါ့နော်လာပေးကြတယ်ရှိတယ်နောက်မကြီးစင်ကွားမိုင်းနဲ့အလုပ်တူတူလုပ်တဲ့ညီမတွေအမယူမွေးနေ့လက်ဆောင်ရေးမွေးတို့ပြီးတော့နက်ကတ်ကလေးပေါ့လက်ဆောင်ပေးတယ်အဲ့ဒါအရင်ဆုံးရပါပေါ့စင်ကာပူကမိုင်းနဲ့အတူတူအလုပ်လုပ်တဲ့တက်ရှော့ထရန်ကအာတမီလေးနှစ်ယောက်နဲ့ ာသူတို့မိသားစုပေါ့နော်အာသူတို့အမျိုးသားတွေကမယူကိုလက်ဆောင်ဖြစ်ပေါ့နော်မမျောပါဘူးမမျောပါဘူးရရတော့လေရတယ်ပေါ့ရဘူးတဲ့ဟာလေးတော့အမှတ်တရတင်ထားပါတယ်ရဘူးပါတယ်မယူကအဲ့တော့ပီချူလက်ကောက်ကလေးရဘူးတဲ့ပီချူလက်ကောက်လေးရွှေနဲ့ပေါ့အဲ့ပီချူလက်ကောက်ဟာလေးအဲ့ဒါလေမယူ ဒီတခါတည်းရမှာမာရီကအဲကျမရဲ့ရန်ညံ့တော့ပေတဲ့ကနေပြီးတော့အဲ့ဟိုကပြည့်ရမှာဆိုရန်ကုန်မြစ်ထဲကိုအဲ့လိုအမဲသားအဲ့လိုပါအဲ့အဲ့လိုမျိုးပေါ့နော်အစားအစားကိုစားပြစ်တဲ့ဟာသွားပြစ်လိုက်တာအဲ့ဒီစားညာဘက်လက်မှာမာရီအများတန်းဝတ်ထားတယ်အိမ်လည်းဝတ်ထားတယ်အများတန်းဝတ်ထားဟိုအမတ်တရလက်ဆောင်ပေါ့လေတံမိုးထားတာပေါ့နော်ဟောပြီးတော့သူကလည်းသူ့ချွေးနဲ့စားနဲ့ဝယ်ပေးတဲ့ဟာဆိုတော့မာရီသဘောထားအဲ့ဒါလေးတံမိုးထားတာပေါ့အများတန်းဝတ်ထား အဲ့ဒါလေးကိုသူပစ်လိုက်တဲ့အခါမှာဖြစ်ချင်တော့အဲ့မှာအားပါပါအဲ့ဒါပါရံကုန်မြစ်ထဲအဲ့ဒါပြုတ်ကြသွားအဲ့ဒါအဲ့ဒါနမိတ်တွေလားမသိကိုလိုချင်တဲ့ဝင်နေလက်ဆောင်ရမရှိပါဘူးမရလေဟိုလူတူတယောက်ဆီကဘာရမယ်ဆိုတော့မျှော်လင့်ချက်တခါမှမရှိပါဘူးအိုးဆိုတော့အခုဆိုပန်းစည်းတွေအများကြီးပေါ့နော်လာပေးကြရဲရှိတယ်နောက်မိုင်းစင်ကမိုင်းနဲ့အလုတ်တူတူလုပ်တဲ့ညီမတွေအာမိုင်းမွေးနေ့လက်ဆောင်ရေးမွေးတို့ပြီးတော့နက်ကတ်ကလေးပေါ့လက်ဆောင်ပေးတယ်အဲ့ဒါ အရင်ဆုံးရပေါ့ဒုတိယအနေနဲ့ဟိုအင်အားလန်က wireless တို့ကမာကြီး makeup ပစ္စည်းချိန်မှန်းသေးတော့အဲ့ store မှာရုပ် makeup ပစ္စည်းလက်ဆောင်ပေးတယ်ပေါ့အဲ့ဒါကတော့အရင်ဆုံးရတဲ့လက်ဆောင်ပေါ့ပြီးတော့မနေ့ညမာကြီးရဲ့ hair stylist ကဝင်းနစ်ကိတ်လာပေးတယ်ည7နာရီမှာ surprise ဆိုပြီးတော့လာတော့ဝင်းနစ်ကိတ်လာပေးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ်အခုဒီမနေ့ကျတော့ပန်းစည်းတွေတဖော်ဖော်လာပေးကြတယ်ကိတ်တွေလာပေးကြတယ်အဲ့ဒါမျိုးပေါ့ စင်ကာပူကမိုင်းနဲ့အတူတူအလုံးလုံးတဲ့တက်ရှော့ထရန်ကအာတမီလေးနှစ်ယောက်နဲ့အာသူတို့မိသားစုပေါ့နော်အာသူတို့အမျိုးသားတွေကမိုင်းကိုလက်ဆောင်ဖြစ်ပေါ့နော်မမျောပါဘူးမမျောပါဘူးရရတော့လေရတယ်ပေါ့ရဘူးတဲ့ဟာလေးတော့အမှတ်တရတိုင်းတာပါရဘူးပါတယ်မိုင်းကြီးကအဲ့တုန်းကပီချူးလက်ကောက်ကလေးရဘူးတဲ့ပီချူးလက်ကောက်လေးရွှေနဲ့ပေါ့ အဲ့ပီချူလက်ကွာလေးအဲ့ဒါလည်းမာကြီးတတခတရက်မှာမာကြီးကအဲ့ကျမကြီးရန်ညံ့တော့ပေတဲ့ကနေပြီးတော့အဲ့ဟွာပြည့်ရမယ်ဆိုရန်ကုန်မြစ်ထဲကိုအဲ့လိုအမဲသားအဲ့လိုပါအဲ့အဲ့လိုမျိုးပေါ့နော်အစားအစားကိုစားပြည့်တဲ့ဟာသွားပြည့်လိုက်တာအဲ့ဥစားညာဘက်လက်မှာမာကြီးအမြဲတမ်းဝတ်ထားတယ်အဲ့ရင်လည်းဝတ်ထားတယ်အမြဲတမ်းဝတ်ထားတယ်ဟိုအမတ်တရလက်ဆောင်ပေါ့လေတံမိုးထားတာပေါ့နော်အော်ပြီးတော့သူကလည်းသူ့ချွေးနဲ့စာနဲ့ ဝယ်ပေးတဲ့ဟာဆိုတော့မှဒီသဘောထားအဲ့ဒါလေးကိုတမိုးထားပါဗောအများတန်းဝတ်ထားအဲ့ဒါလေးကိုဒီလိုပြစ်လိုက်တဲ့အခါမှာဖြစ်ချင်တော့အဲ့မှာအားပါပါအဲ့ဒါပဲရံကုန်မြစ်ထဲအဲ့ဒါပြုတ်ကြပါဘာအဲ့ဒါအဲ့ဒါနမိတ်တွေလားမသိဘူးအော်ဟိုမိုင်းတို့အခုဟိုအလုတ်တွေလုတ်ကြရပေါ့နော်အမှုပညာနဲ့ပတ်သက်တဲ့အလုတ်တွေလုတ်တဲ့အခါကျလို့ရှိရင်မိုင်းတို့ဒါအလုတ်သဘောလုတ်ကြတာဖြစ်ပါတယ်ဘသူဘသူနဲ့မှလည်းမိုင်းဟိုပတ်သက်တာမျိုးဆက်ဆက်တာမျိုးလည်းမရှိတဲ့လူမျိုးဟိုမကောင်းတဲ့စိတ်နဲ့ ပေါ့နော်ဟိုမယူသားတဲ့စိတ်နဲ့မရှိပါဘူးလို့ဟိုအလုတ်လုတ်တာကိုအလုတ်လို့ပဲမြင်ပေးစေချင်ပါတယ်လို့မိုင်အခုတချင်းဆိုရဲဆိုတာလဲဟိုမိုင်ဒီတမတ်စင်ကာမမိုင်တချင်းဆိုလိုက်တော့ဟိုဒီ arrangement လုပ်ပေးတဲ့ဂီတာမူကနေမိုင်ရတချင်းဆိုလို့ရတဲ့အတန်မျိုးရှိတယ်ဆိုကြည့်ပါလားလို့မိုင်ရဟိုအကြံဉာဏ်ပေးတဲ့အတွက်မိုင်အမှတ်တရအနေနဲ့ဒီတချင်းလေးကိုဆိုတာပါ အဲ့တခြင်းလေးကလည်းဟိုနာမည်ကသာမင်းသားဖြစ်နေပါဗောမာကြီးဘသူတူတယောက်ကမှရည်ရွယ်ပြီးဆိုထားတာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မလို့ဟိုတစ်ခါခါကြားလို့ရှိရင်ဟိုသူသူတို့ဘာသွားထိတ်ကြိုက်တယ်ဆိုရင်မကောင်းသူတို့အနေနဲ့လည်းစိတ်မကောင်းဖြစ်ရမှာမျိုးဖြစ်မှာဆိုလို့ပါဆိုတော့အဲ့အရာလေးကိုနားလည်ပြီးသိချင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်အားနာတယ်ကာယကံရှင်အားနာတယ်လीเนาะ ဟိုသူတို့မှဘာမှလည်းမဟုတ်ဘူးအပြစ်လည်းမရှိဘူးလေเนาะဆိုတော့အားနာတာပေါ့เนาะဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်